အခုမြင်နေရတာကတော့လမ်းဘေးကညစ်ပတ်ပြီးရန်ကုန်မှာယွန်းစရာကောင်းတဲ့ရေမြောင်းဘုတ်ကနေစီတွေဆက်ယူနေတာပဲဖြစ်ပါတယ်။တရုတ်နိုင်ငံထုတ်စားတောက်ကုန်လုပ်ငန်းတွေဟာမကောင်းတဲ့နီလန်းတွေနဲ့ရောက်မနေကြပါဘူး။ဒီအကြောင်းတွေကိုတရုတ်ပြည်စီအလဲပတ်သွားတဲ့နိုင်ငံသားတယောက်ကိုရန်ရက်ကူထားတဲ့ရုပ်တံကနေကဘာကိုချပြလိုက်တော့မှသူတို့ရဲ့လောက်ရက်တွေအတော်လေးယူဖို့ကောင်းမှန်းသိသွားရပါတယ်။ ဒီလိုလောက်ရတွေကိုတယောက်ပြေးမှာအပြင်းအထန်တားမြစ်ထားပေမယ်။ရေးယူတာမျိုးမရှိသလိုတာဝန်ရှိသူတွေမမြင်ကြအောင်ဆောင်ထားရပါတယ်။တယောက်ချောင်းရနဲ့ပတ်သက်ပြီးကျွန်တော်ရဲ့ညီအကိုတူအူတောင်းဆိုထားတယ်။တယောက်ပြေးမှာညစ်ပတ်တဲ့ရေမြောင်းထဲကနေထောက်လုပ်နေတဲ့စားသုံးစီတွေနဲ့အစားအသောက်တချို့အကြောင်းကိုဘိုးတူတာဖြစ်ပွဲဝေမျှပေးသွားမှာပဲဖြစ်ပါကျွန်တော်ကတော့ဇာနေပါ ခုမိနေရတာကတော့လမ်းမေးကညစ်ပတ်ပြီးအယံကမယွန်စရာကောင်းတဲ့ရေမြောင်ပုတ်တဲကနေစီတွေဆက်ယူနေတာပဲဖြစ်ပါတယ်။တရုတ်ပြည်မှာတော့ဒီလိုမြင်ကွင်းမျိုးအထူးဆန်းမဟုတ်တော့ပါဘူး။နောက်တစ်ခုကစားတောက်ဆိုင်ဝန်ထမ်းတယောက်အမိုက်ပုံးထဲကနေစုပစ်ပြီးသားငရုတ်စီတွေကိုညှစ်ထုတ်နေတာပဲဖြစ်ပါတယ်။ဒီငရုတ်စီတွေကိုအစဟော့ပော့အော်ရာမှာမဲ့ဖောက်တဲ့တွေအတွက်ပြန်လဲရောင်းချဖို့အစုနေတာလည်းဖြစ်ပါတယ်။ ီလိုလုံးနေတာကိုတယောက်ပြည်စီအလဲပတ်သွားတဲ့နိုင်ငံခြားသားတယောက်တွေ့ရှိသွားပြီးအခုလိုမျိုးမေးခဲ့ပါတယ်ခမားမှာဂယူဆိုင်ရတဲ့မိသားစုမရှိဘူးလားအခုခေတ်မှာငွေရှာရခဲ့တယ်ဆိုတာနားလေပေမဲ့ခမားရဲ့မိဘတွေနဲ့တာသမီတွေကတရားစိတ်တွေကိုစားမိရင်ဘယ်လိုခံစားရမလဲဆိုတာကိုမေးလိုက်တဲ့အခါမှာတော့သူပြန်ဖြေတာကခမားပြောတာမှန်တယ်အခုလောလောဆယ်သူတို့ကိုသမီးကျွေးရမယ့်အလောက်ကပိုအရေးကြီးနေတယ်ဆိုပြီးပြန်ပြောခဲ့ပါတယ် ဒီလောက်ရဟာတယောက်လိုဒီကိုယိုလိုခေါ်ပြီးတယောက်ပြီမှာကြီးမားတဲ့ပြဿနာနဲ့တဖြည်းဖြည်းပိုဆိုးလာနေပါတယ်ဒီဗီဒီယိုမှာတယောက်ပြီကလူတောင်းများတဲ့ရေမြောင်းစီနဲ့ဒရွေးစီလိုခေါ်တဲ့ယွန်စရာအကောင်းဆုံးအလောက်အမျိုးအစားနှမျိုးကိုဝေမျှပေးသွားမှာဖြစ်ပါတယ်လူတွေကစီတွေအမိုက်တွေအစားတောက်ထဲတဲ့အိတ်ခွန်တွေကိုမြောင်းတွေထဲကနေတင်းတဲ့အခါဒါမှမဟုတ်စားတောက်ဆိုင်တွေရဲ့အပြင်ဘက်မှာရှိတဲ့အမိုက်လောင်တွေရဲ့အောက်ကနေအပေါက်တွေဖောက်ပြီး အဲ့ဒီအပေါက်ကနေထွက်လာတဲ့အစီတွေကိုတယောက်မှဒရေးစီလို့ခေါ်ကြပါတယ်။မြောင်းစီဆိုတာကဒီဒရေးစီကိုစီတာပုံစံရအောင်ပြုလုပ်ပြီးပြန်တက်စင်ထားတာဖြစ်ပါတယ်။ပြီးတာနဲ့ဒီစီတွေကိုဘူးအစ်စ်တဲ့ထက်ပြီးစံတွေမှာပါကင်ဘိတ်ထောက်ရောင်းသလိုပြန်လည်ရောင်းချတာဖြစ်ပါတယ်။ဒါတွေကိုကြည့်လိုက်တဲ့အခါမြောင်းစီလားတဘာဝစီလားခွဲခြားဖို့ကအရန်ကိုခက်ခဲပြီးစားတော့ဆိုင်တွေနဲ့ဈေးသက်သာတာကျတဲ့လူဒန်းစားတွေအတွက်အဓိကအထားရောင်းချနေတာပါ။ လောက်စရာအလောက်တွေအများကြီးရှိပေမဲ့ဒီလိုအလောက်ကတယောက်ပြေမှာရင်းနှီးအ ਨੇ ဆုံးနဲ့ဝင်ငွေအကောင်းဆုံးလည်းဖြစ်ပါတယ်။ဒီလိုယွန်စရာကောင်းတဲ့အစီပုပ်တွေပြန်ရောင်းချတဲ့လူတွေကလုပ်ငန်းရှင်ကြီးတွေလောက်တော့ဝင်ငွေမကောင်းပေမဲ့အလောက်ကျန်လောက်တဲ့ဒူတွေထက်များစွာဝင်ငွေကောင်းနေပါတယ်။သရွေးစီလို့ခေါ်တဲ့အမှိုက်စီတွေကိုလိုက်စုနေတဲ့သူတွေကဈေးကြီးပေးဝယ်နေရတဲ့တဘာဝစီထုတ်လုပ်သူတွေအကြားရောက်ဖွဲ့ပြီးမတိမတာပြန်ရောင်းကြပါတယ်။ တယောက်ပြည်ကမြောင်းစီထွက်လို့တဲ့စိတ်ယုံတွေဟာတဘာဝစားစီထက်ပိုပြီးကောင်းကြစရိတ်တက်တာနေတဲ့အတွက်စားတော့ဆိုင်တွေနဲ့ကောင်းဆောင်ဆိုင်တွေမှာတဝက်ဈေးနဲ့ပြန်ရောင်းကြပါတယ်တယောက်ပြည်မှာတော့လူတွေမသိပဲရေမြောင်းနဲ့အမိုက်တွေစီကနေထွက်လို့ထားတဲ့ဒီဂီယိုလို့ခေါ်တဲ့ DC တွေဟာလူတွေရဲ့အစားအစာထဲရောက်နေတာအချိန်အတော်ကြာနေပါပြီဒီလောက်ငန်းကတယောက်ပြည်မှာကြီးမားတဲ့ပြဿနာတစ်ခုဖြစ်နေပြီးဒီအမိုက်စီတွေကနေနာမည်ကြီးစားတော့ဆိုင်တွေနဲ့ ်ဈေးပေါ်တဲ့စားသောက်ဆိုင်တွေအတွက်တက်ပြီးကြိုးစိတ်မှမဟုတ်ပါဘူး။တချို့သောစားသောက်ဆိုင်ပိုင်ရှင်တွေကစားသုံးသူတွေအတွက်ကင်စာဖြစ်စေမှကိုဝန်လေးနေမှမဟုတ်တလို့ကိုကြိုးစည်းပွားအတွက်ကြီးနေတဲ့သူတွေပဲဖြစ်ပါတယ်။ဆယ်နှစ်လောက်စားခဲ့တဲ့ဒီစားသောက်ဆိုင်မှာနောက်ဆုံးကင်စာဖြစ်သွားခရင်ဒီစားသောက်ဆိုင်ကအစားသောက်တွေမြောင်းစီတွေနဲ့ချက်ပြောက်နေပါလေဆိုပြီးဆွဆွဲခရင်တော့အတော်လေးနှောက်ကြနေပါပြီ။နောက်ဒုတိယအမျိုးအစားကသတွေးစီဖြစ်ပြီး ထူးခြားတဲ့ငရုတ်စီတမျိုးဒါမှမဟုတ်ဆော့ထားတဲ့ hotpot တွေမှာအတော်များကြပါတယ်။ဒီစီတွေဆိုလူကြိုက်များတဲ့ဟင်းရည်ဒါမှမဟုတ် hotpot လိုဟင်းကြိုတွေကိုအသားနဲ့အသီးရွက်တွေနှိပ်ပြီးထည့်စားရတာမျိုးပါ။ဥပမာတရုတ်ပြည်စီချွန်းလိုနေရာမျိုးမှာငရုတ်တိအစီပါတဲ့ဟင်းရည်ကအရန်ကိုလူကြိုက်များကြပါတယ်။စဖို့မှုကတခဏအတွင်းနဲ့ဒီငရုတ်စီဟင်းကြိုကိုကျွန်တော်တို့သိထားသလိုလောက်ထားတာမဟုတ်မှန်းသိလိုက်ရတဲ့အချိန်မှာ စားတောက်ခဲ့တဲ့အချိန်ကြီးမြေအတွက်နိုင်လောက်အောင်ဖြစ်နေပါပြီ။မယုတ်စီပြန်တောင်းတာကတရုတ်ပြည်မှာအရန်ဖြစ်များနေကြပြီးတချို့စားတောက်ဆိုင်တွေမှာအမြန်ပြန်တောင်းလို့မရရင်တောင်ဒီဗီဒီယိုဖိုင်ထဲကလိုစားတောက်ဆိုင်တော်တော်များများကအမှတ်ပုံးတွေထဲကနေစေယူနေကြပါတယ်။စားတောက်ဆိုင်တွေကနေစုပြစ်လိုက်တဲ့အမှတ်တွေကစီတွေစွနေတတ်ပြီးစီတွေရဲ့တဘောတဘာဝခေါင်းသက်တီကရေပေါ်မှာပဲရှိနေတတ်တဲ့အတွက်အသားလေးခတ်ဆဲပြီးယူလက်ယုံနဲ့တင်ရနိုင်ပါတယ် အခုယူနီဖောင်းနဲ့စားတောက်ဆိုင်ကဒီမျိုးသမီးတွေအဲ့ဒီအပေါ်ရအစီတွေကိုအလွယ်တကူခတ်ယူနေပြီးပေါင်းတဲ့ထဲကစပိုခန်းနဲ့ဝင်သွားကြပါတယ်။တရုတ်ပြည်မှာဒီလိုရေမြောင်းစီဒရီစီလို့ခေါ်တဲ့ဒီလိုငရုတ်စီပြဿနာတွေလူပြောများနေရင်းကနေတောင်ဝန်ရှိသူတွေကအပြင်းထန်ဖန်ဆီးမှုတွေလောက်လာတာတွေ့ရပါတယ်။အစိုးရကဒီပြစ်မှုအတွက်နှိရှေထောင်တာနဲ့တေးတဲ့အထိဥပဒေထောက်ထားပါတယ်။ ဒါပေမဲ့ပြစ်မှုကျူးလွန်သူတွေကိုအမှန်တကယ်တည်တံ့ချက်ခံရသူမရှိတဲ့အတွက်ကြောင့်ပဲဒီကိစ္စပိုဆိုးလာရတဲ့အဓိကအကြောင်းရင်းတစ်ခုဖြစ်လာပါတယ်။ဒီပြဿနာကြီးကြီးမားမားဖြစ်ပေါ်စေတဲ့နောက်ထပ်အကြောင်းရင်းကတော့လက်ရှိတရုတ်ပြည်ရဲ့စီးပွားရေးအခြေအနေကြောင့်လည်းဖြစ်ပါတယ်။တရုတ်ပြည်မှာအရင်နှစ်အ ਨੇ ဆုံးနဲ့ငွေရှာဖို့အကောင်းဆုံးနည်းလမ်းကအစားတောက်လုပ်ငန်းဖြစ်ပြီးအကြီးမားဆုံးဖြစ်လာလဲဖြစ်နေတဲ့အတွက်နေရာတိုင်းမှာစားတောက်ဆိုင်တွေပြည့်နှက်နေပါတယ်။ ကဘာပေါ်မှာတရုတ်ပြည်ဟာလမ်းဘေးစားတောက်ဆိုင်အများဆုံးနဲ့ဈေးအပေါဆုံးနိုင်ငံတွေထဲကတစ်ခုဖြစ်ပါတယ်။တရုတ်လူမျိုးတွေကအိမ်မှာကိုယ်တိုင်ချက်စားတာထက်အပြင်ဆိုင်မှာသွားစားကြတာကပိုများကြပါတယ်။ဒီလိုလမ်းဘေးဆိုင်တွေဆိုတာကလည်းစားတောက်ဆိုင်ကြီးတွေလိုမျိုးအရသာအတိုင်းစားတောက်ရမှာဖြစ်ပြီးပုံမှန်ဈေးထက်များစွာတက်တာနေတာပါ။ဒီလိုလမ်းဘေးဆိုင်တွေဈေးသက်သာစေတဲ့အဓိကအကြောင်းရင်းကလည်းမြောင်းစီတွေနဲ့ဒရွေးစီတွေအတုံးပြနေတာဖြစ်ပြီး စံရှင်တွေအတွက်အမြတ်ပူကြမှာလည်းဖြစ်ပါတယ်။ဆန်ဆန်ရဲ့အကြီးမားဆုံးကုန်ကျစရိုက်ကစီဖြစ်ပြီးဒီလိုလောက်ချင်းကလည်းကုန်ကျစရိုက်များစွာတက်တာစေပါတယ်။ဒါကြောင့်ကျွန်တော်တို့နိုင်ငံကစားတောက်ဆိုင်တွေနေ့စဉ်အသုံးပြုနေကြတဲ့ဟင်းချက်စီကုန်ကျစရိုက်လျှော့ချဖို့လုပ်မယ်ဆိုရင်တော့ဒီလိုတယောက်ကထောက်တဲ့စီတွေကိုအသုံးမပြုကြဖို့တောင်းဆိုချင်ပါတယ် ဒါပေမဲ့အခုချိန်ထိဒီလိုလုပ်ငန်းတွေကတရုတ်ပြည်မှာဘာကြောင့်ဆက်ရှိနေတယ်လဲဆိုတာကိုဆက်ပြီးရှင်းပြကြည့်ပါမယ်။ဒီလိုအချိန်မှာတရုတ်ပြည်ရဲ့စီးပွားရေးလုပ်ငန်းတွေကဒုက္ခရောက်နေကြတယ်ဆိုတာထက်များစွာပိုပါတယ်။အခုချိန်တရုတ်လုပ်ငန်းရှင်တွေကသူတို့စီမှာစီးပွားရေးကျက်သန်းနေကြောင်းညှဉ်းပန်းနေကြပေမယ့်ဒါကိုတရုတ်မီဒီယာတွေကဘယ်တော့မှဝန်ခံမှာမဟုတ်ပါဘူး။ကိုဗစ်ကြောင့်တရုတ်ပြည်မှာများစွာရိုက်ခတ်ခံရပြီး ပိုဆိုးတာကအပီးအပိုင်းပိတ်သိမ်းခံလိုက်ရတဲ့လုပ်ငန်းများလည်းအများအများရှိနေပါတယ်။ဒါကြောင့်အေးသွေးနဲ့ပစ္စည်းတွေနဲ့ကုန်ကျစရိတ်လျှော့ချခြင်းကအကောင်းဆုံးနည်းလမ်းဖြစ်လာစေပါတယ်။တရုတ်နိုင်ငံထုတ်တင်ပို့ကုန်တွေဖြစ်တဲ့အရက်အတုကာကွယ်ဆေးအတုတွေကနိုင်ငံခြားမှာဖမ်းဆီးမိတယ်ဆိုပေမဲ့ဒီလိုစီတွေကိုတော့အခုချိန်ထိဖမ်းမိဘူးတဲ့ပို့ကုန်စီးရဲမှာမတွေ့ရသေးပါဘူး။တကယ်လို့ဖမ်းမိခဲ့ရင်တောင်ဒီစီတွေကိုစစ်ဆေးဖို့ခင်မင်းစက်ကရီယာနဲ့ဤပညာမရှိတဲ့အတွက် ်တက်သေးပြနေမှာမဟုတ်ပါဘူးအခုဗီဒီယိုကိုကြည့်ရှုနေကြတဲ့ကျွန်တော်ရဲ့ညီအကိုမွန်နမတွေဒီအကြောင်းအရာနဲ့ပတ်သက်ပြီးဘလို့ထင်မြင်ကြပါသလဲခေါမဲမှာဝင်ရောက်ဆွေးနွေးသွားလို့ရပါတယ်ကျွန်တော်တို့မမြင်ဘူးမကြားဘူးသေးတဲ့ဒီလိုယုံစရာကောင်းလွန်တဲ့မြောင်းစီနဲ့ငရုတ်စီတွေတယောက်ပြီးမှအခုအချိန်ထိအပေါ်များဆုံးဖြစ်နေပါကြောင်းတတိပေးရင်ဝေမျှပေးလိုက်ရပါတယ်